ဗမာပြည်နိုင်ငံရေးတမိုင်းစစ်အာဏာရှင်စန့်ကျင်ရေးတမိုင်းတွေမှာမြန်မာစစ်တပ်ရဲ့ရက်စက်ရုံမှမှုတွေဖိနှိပ်ရက်စက်တပ်ဖြတ်မှုတွေဒီလိုအခြေအနေတွေကြောင့်ကံရည်တင်တစ်ခုလုံးသွေးအောင်လွှမ်းသွားခဲ့တဲ့အဖြစ်အပျက်တစ်ခုလွန်ခဲ့တဲ့နှစ်ပေါင်း39နှစ်မှာဖြစ်ပွားခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့1988ခုနှစ်မတ်လ16ရက်နေ့မှာ မြန်မာစစ်တပ်ကကျောင်းသားတည်သူတွေအပေါ်မှာရရဆက်ဆက်ဖိနှိပ်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့သဒ္ဒါနီအရေးခင်းလို့လည်းသိကြပါတယ်။ဒီနေ့ကသဒ္ဒါနီအရေးခင်း38နှစ်ပြည့်တဲ့နှစ်ပတ်လည်နေ့တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာသဒ္ဒါနီဆိုတဲ့အကြောင်းလေးကိုစပြောချင်ပါတယ်။ဒီဒီရာဇဝတ်မှုကြီးဖြစ်ပျက်ခဲ့တဲ့နေရာပေါ့နော်။ဒီနေရာကကျွန်တော်တို့ဒါရန်ကုန်မှာဆိုရင် ကျွန်တော်တို့ဒီចောင်းသားလှုပ်ရှားမှုစိတ်အနာရှင်ဆန့်ကျင်ရေးဒီလိုကိစ္စရက်တွေမှာအနေနဲ့ចောင်းသားတွေចောင်းသားတွေတက္ကသိုလ်ចောင်းသားတွေတက္ကသိုလ်ចောင်းသားတွေ ਨੇ အတူဒါရန်ကုန်တက္ကသိုလ်ပေါ့နော်ရန်ကုန်တက္ကသိုလ်ကကျွန်တော်တို့မပါမထက်တဲ့ဇက်လိုက်တူဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်တီရှိရနေရတနေရဖြစ်တဲ့လှဲရန်လန်းဆောင်ဒီလေဗမာဒီနိုင်ငံရေးတမိုင်းနဲ့ခွဲခြားပြီးတရုတ်လို့မရတဲ့နေရာတစ်ခုပါ ဒီလှန်ရန်လန်းစုံကနေကျွန်တော်တို့ဒါအင်းစိန်လမ်းမတိုင်းသွားမယ်ဆိုရင် RND လို့ခေါ်တဲ့ကျွန်တော်ရန်ကုန်စက်မှုတက္ကသိုလ်ရောက်မယ်အဲကျွန်တော်တို့တေလန်းအတိုင်းသွားမယ်ဆိုရင်တော့ဒါအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ယူဒရန်ကောလိပ်ဂျက်စင်ပေါ့နော်ဂျက်စင်ရှိမယ်နောက်မာလာတောင်ရှိမယ်ပြီးွားပြီဆိုရင်ကျွန်တော်အင်းအကန်ရင်ရှိပါတယ်အင်းအကန်ဒီအင်းအကန်ရဲ့ကံပေါင်းပုံမှာကျွန်တော်သရာတူဆိုတဲ့နေရာလေးတစ်နေရာရှိပါတယ်သရာတူကားမှတ်တိုင်လို့လည်းသိကြတယ်သရာတူလေးလည်းရှိတယ်ကျွန်တော်တို့ဒီရေခင်းဒီဖြစ်စဉ်ကြီးဘယ်ရဖြစ်လဲပြန်ကြည့်ရမယ်ဆိုရင်ဒါလွန်ခဲ့တဲ့3ရက်က ထောင်ကိုလွန်ခဲ့တဲ့38နှစ်နဲ့3ရက်ပေါ့ဗျာထောင်ကို88ခုနှစ်မက်စလာ73ရက်နေ့မှာရန်ကုန်စစ်မှုတပ်ကတူအကြောင်းဝင်းလေးကိုဒီလုံထိန်နေမြန်မာစစ်တပ်ကသူတွေရဲ့ဝင်ရောက်ပြစ်ခတ်တိုက်ဟိုပြစ်ခတ်ရိုက်နှက်တပ်ဖြတ်မှုကြောင့်ကျွန်တော်တို့ចောင်းသားပေါ့နော်ဒီ RND ရန်ကုန်စစ်မှုတပ်ကတူចောင်းသားကိုဖုံးမော်အသက်ပေးခဲ့ရတဲ့ဖုံးမော်နေ့အကြောင်းလေးကျွန်တော်ရှေ့ဗီဒီယိုမှာတင်ဆက်ခဲ့ပါတယ်ဒီလိုကိုဖုံးမော်တို့ရန်ကုန်တပ်ကတူရန်ကုန်စစ်မှုတပ်ကတူចောင်းသားတွေကို မာဆာလာစစ်တပ်နဲ့သူ့ရဲ့လက်ဝေကန်လက်ကင်ထုတ်တွေဖြစ်တဲ့ကျွန်တော်တို့ဒီအုတ်ထုတ်နီလုံဒိန်းနေဒီလူတွေရဲ့အကြမ်းဖက်တပ်ဖြတ်မှုအပြီးမှာတော့ကျွန်တော်တို့ចောင်းသားတွေဒီဒီသတင်းတွေကဒီចောင်းသားတအူးဖြစ်တဲ့ကိုဖုံးကိုကြာဆုံးခဲ့ရတဲ့သတင်းတွေကတက္ကသိုလ် နေရာအနှံ့ပေါ့နော်တက္ကသိုလ်အသီးသီးကိုသတင်းတွေပြန်နှံ့သွားတယ်။အဲအဲ့ဒီတော့တော့ဒီအခုခင်းနေရှင်တော့တက္ကသိုလ်ဒီအင်တာနက်တွေဒါရန်ကုန်မှာဆိုရင်ဒါရန်ကုန်စီးပွားရေးတက္ကသိုလ်ရောရန်ကုန်တက္ကသိုလ်ပင်မနောက်ပြီးရော regional college လို့ခေါ်တဲ့ data college တွေရှိမယ်ကြီးမနိုင်မှာကျွန်တော်တို့ဘောတထောင်မှာလှိုင်းမှာပေါ့နော်။အဲပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ဒီစက်မှုတက္ကသိုလ်တို့စေတက္ကသိုလ်တို့ရှိကြပါတယ်။အဲ့လိုကျောင်းနေစီကိုဒီကိုဖုံးမို့ကြာဆုံးနေတဲ့တင်းဒီပြန်နှံ့နေပြီ။အဲ့တော့ match la 16ရဲ့နေ့မှာကျွန်တော်တို့ကျောင်းသားတွေဒီဒီ ရန်ကုန်ဆက်မှုတက္ကသိုလ်မှာဖြစ်တည်ခဲ့တဲ့အဖြစ်အပျက်တွေပေါ်မှာမကျေနပ်မှုတွေမဆရာတပါတီအစိုးရရဲ့လှုပ်ဆောင်မှုတွေပေါ်မှာမကျေနပ်မှုတွေကိုအရင်ပြုပြီးတော့ကျွန်တော်ရန်ကုန်တက္ကသိုလ်ပင်မမှာကျွန်တော်တို့ဒါကျောင်းသားတွေစုယုံစီယုံပြီးတော့ဟောပြောပွဲတွေဆေးရနာရှင်စန့်ကျင်ရေးမဆာလာစန့်ကျင်ရေးစုယုံဟောပြောတာစာရေးထန့်ချီတာအနေနဲ့ကျောင်းသားတွေဒီစုယုံရောက်ရှိလာခဲ့ပါတယ် ီလိုចောင်းသားတွေစုယုံနေတဲ့အချိန်မှာပဲကျွန်တော်တို့ဒီရန်ကုန်တက္ကသိုလ်ရဲ့ဝင်းအတွင်းဒီရန်ကုန်တက္ကသိုလ်ပြပုံအတွင်းမှာရှိတဲ့ကျွန်တော်မန္တလေးဆောင်အမရဆောင်ဒီလိုចောင်းဆောင်တွေမှာရှိတဲ့ចောင်းသားတွေစုစည်းပြီးတော့ဒါဘွေနှင်းသွေးရှိမှာကျွန်တော်ဆန္ဒပြပွဲတွေဖြစ်ကြတယ်အဲအဲ့ဒီအချိန်မှာဆိုရင်လေဒါမဆာလာဘက်ကတော့တော့လုံးဝလက်မခံနိုင်ဘူးအဲအဲ့မှာကျွန်တော်တို့ဒါအဲ့တော့ရန်ကုန်တက္ကသိုလ်ဒုတိယပေါမောက်ခချုပ်ပေါ့နော်ဒါဘာတန်ဟက် ဆရာဘာတန်ဟက်ကနေပြီးတော့ဒါចောင်းသားတွေကိုဒါညတရက်ခံပြီးတော့ចောင်းဝင်းအတင်ကိုမထွက်နေပါဘောနော်ចောင်းဝင်းအတင်ကိုမထွက်ဖို့ဆိုပြီးညတရက်ခံခဲ့တာရှိတယ်အဲဒါပေမဲ့ចောင်းသားတွေရဲ့ဒီအမှန်တရားကိုချစ်တဲ့မျိုးတွေစိတ် ဒီမိုကရေစီလူ့အခွင့်အရေးတွေပေါ်တောင်းတတဲ့စိတ်နဲ့ဒီမတရားမှုအပေါ်မှာကျွန်တော်ပြန်လည်တွန်းလှန်လို့ရတဲ့စိတ်တွေကြောင့်ပဲကျွန်တော်တို့ចောင်းသားတွေတွေကနော်ဒီအစီအစဉ်ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီရန်ကုန်တက္ကသိုလ်ចောင်းအပြင်ကနေပြီးတော့ចောင်းကနေပြီးတော့ကျွန်တော်တို့ထွက်ပြီးတော့ကျွန်တော်တို့ရန်ကုန်ဆက်မှုတက္ကသိုလ်ဦးတည်ပြီးတော့ဒါ solidarity ပေါ့ဒီဘက်ခေတ်စကားနဲ့ပြောရင်တော့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီထိခိုက်နစ်နာကြာဆုံးခဲ့ရတဲ့ရန်ကုန်ဆက်မှုတက္ကသိုလ်ចောင်းသားတွေနဲ့ပူးပေါင်းပြီးဒါမဆာလာတပါတီအစိုးရကိုဆန္ဒပြဖို့အစီအစဉ်ခဲ့ကြတယ် အဲ့တော့ကျွန်တော်ចောင်းသားတွေဒီဒီကနေဟိုဒီရန်ကုန်တက္ကသိုလ်အဓိပတိလမ်းအတိုင်းလာမယ်လာပြီးရင်သူကတေလမ်းအတိုင်းကျွန်တော်တို့ဒီ RC2 ပေါ့နော် RC2 data code လေးအမှတ်နဲ့ဒါ data code လေးနှစ်ပေါ့နော်လှိုင်းနေနေကိုသူတို့သွားမယ်အဲ့မှာရှိရတခြားចောင်းသားတွေနဲ့စုပြီးတော့မှ RID ကိုသွားပြီးတော့ကျွန်တော်တို့ဒီဆန္ဒပြပွဲကိုဆင်နွှဲဖို့ဆိုဒီရန်ကုန်တက္ကသိုလ်တွေနဲ့ကျွန်တော်ចောင်းသားတွေကလူအုပ်ကြီးနဲ့ဒီ match လာ16ရက်နေ့ညနေ3:00နာရီဝင်းကျင်လောက်မှာကျွန်တော်တို့ရန်ကုန်တက္ကသိုလ်တွေကစထွက်လာပါတယ်ရန်ကုန်တက္ကသိုလ်တွေကစထွက်ပြီးဆိုတဲ့အချိန်မှာကိုကျွန်တော်တို့ဒီ ကျောင်းသားတွေတိုက်ပွဲဝင်ခွတောင်းအလံအားလေးကျောင်းသားရင်နဲ့အတူပါလာကြတယ်။ပါလာပြီးတော့ကျွန်တော်တေလန်းအတိုင်းသူကဒီ RC2 ကိုပထမသွားမှာဒီ line line နေနေကိုသွားမှာထည့်တဲ့အတွက်သူကတေလန်းအတိုင်းခြိတက်လာတယ်လို့ကျွန်တော်တို့ဒါရှေ့ရနောင်နိုတွေကျွန်တော်ထက်တန်းခဲ့တဲ့เนาะဒီထစ်စင်မှာပါဝင်ခဲ့တဲ့ရဲဘော်တွေသူတို့ရဲ့ပြန်လေရေးသားတဲ့စောင်းမတွေအမှတ်ရချက်တွေမှာကျွန်တော်တို့သိရပါ အဲ့တော့ဒီចောင်းသားတွေဒီဒီရန်ကုန်တက္ကသိုလ်ကစထွက်လာတဲ့အချိန်တွေဟာတခြားသောဒီနီးစက်ရောင်ဝင်းချင်းမှာရှိတဲ့အခြေခံပညာចောင်းသားတွေအထူးဆိုင်ចောင်းသားတွေရောရန်ကုန်စေတက္ကသိုလ်တို့ဟာပူပေါင်းပါဝင်လို့ရလို့လေပူပေါင်းပါဝင်လို့ပါဝင်လာတယ်လို့လေကျွန်တော်မှတ်တမ်းနေအရာသိရတယ်ဗောနော်အဲ့တော့ចောင်းသားတွေကအဲ့လိုထွက်လာပြီးတော့ကျွန်တော်တို့ဒီရန်ကုန်ပြည်လမ်းအတိုင်းဗောနော်ပြည်လမ်းကြီးအတိုင်းပြည်လမ်းမအတိုင်းကျွန်တော်တို့ဒီအဓိပတိလမ်းထွက်တယ်ပြည်လမ်းမကြီးအတိုင်းလှဲလန်းလန်းတော့နေပြည်လမ်းမကြီးအတိုင်း RC2 ဘက်ကိုရှောက်လာတဲ့အချိန်မှာကျွန်တော်စောစောကပြောသလိုပဲအင်းရကံပေါင်းကိုရောက်လာတယ် တရာတရာဒီမှတ်တိုင်တာပေါ့နော်အဲ့တော့ចောင်းသားတွေရဲ့ဆက်ပြီးခြိတက်သွားတဲ့အခါမှာចောင်းသားတွေကိုဘယ်နေရာတွေကနေစပြီးတော့ဒီចောင်းသားတွေနဲ့တည်သူတွေနဲ့ပေါ့နော်ဘယ်နေရာတွေကစပြီးတော့ခုခံပြီးပိတ်ဆို့ထားလဲဆိုတော့ကျွန်တော်အခုဟို International Business Center ပေါ့နော် IBC လို့ခေါ်တယ်အဲ့ချိန်တော့ဒီ IBC အဆောက်အအုံမရှိသေးဘူးအဲ့လိုလှယ်တန်းရဲ့ဒီအဲ့လှယ်တန်းအင်းရကံပေါ့နော်အင်းရကံပေါ့ရဲ့တောင်ဆုံး IBC ဘက်အချက်မှာကျွန်တော်တို့ဒါတန်ဆူးကြိုးတွေချထားပြီးရောစစ်တပ်ကအစင်းနဲ့စောင့်နေခဲ့ စောင့်နေကြတော့ចောင်းသားတွေရဲ့အရှိမပိတ်ဆို့မှုတွေတော်သွားတဲ့အချိန်မှာပဲနောက်ကနေပြီးတော့ဒီလုံထိန်တွေကဒီចောင်းသားတွေတည်သူတွေပါတဲ့ဒီမဆလာအစိုးရနဲ့ဟိုဆန့်ကျင်ဆန္ဒပြနေတဲ့တည်သူဒီចောင်းသားတည်သူအုပ်စုကြီးရောနောက်ကနေဝင်ရောက်ရိုက်နှက်တာတွေလုပ်ပါတော့ ဲ့လိုရိုက်နှက်တဲ့အခါမှာចောင်းသားတွေကလည်းဒါဝယုံသုံးကပြေးကြလွှားကြပေါ့ဗျာဒါပေမဲ့ဒီဟာဒီလုံးဝတက်ကွင်းကြီးဖြစ်နေဘာကြောင့်လဲဆိုတဲ့အခါကျတော့ညာဘက်ကိုသွားပြီဆိုရင်လေအင်းအကန်ပေါ့အင်းအကန်ရေပြင်ကြီးပဲရှိတယ်ဘယ်ဘက်မှာလဲကျွန်တော်တို့ဒီနေရာတိုက်တွေခြံဝင်းတွေများရဲဆိုတော့ဒီတိုက်တန်းရဟိုဘယ်လိုပြောမလဲဟိုခြံစည်းရိုးတွေခြံဝင်းတွေများရဲဆိုတော့ခြံစည်းရိုးတန်းရတွေပဲကျွန်တော်ရှိနေနေရာဖြစ်ပါတယ် အဲ့တော့ဒီနောက်ကနေရှေ့ကနေလည်းတနက်တင်လည်းထောက်ထားတယ်။နောက်ကနေလည်းဝင်ရောက်ရိုက်နှက်တဲ့အချိန်မှာအចောင်းသားတွေဒီဒါကံပေါင်းမို့တပြေးတဲ့သူရှိတယ်။အဲနောက်ပြီးဒီလူနေရက်ကွက်ပေါ့နော်ဒီဝင်းချန်တွေကိုကြော်လွှားပြီးဟိုဘက်မှာရှိတဲ့ကျွန်တော်တို့လူနေရက်ကွက်တွေတွေကိုတည်ဝင်ပြီးလွတ်မြောက်ဖို့ကြိုးစားရတဲ့သူရှိတယ်။ဒါပေမဲ့အចောင်းသားအများစုကတော့ဒီမှာနောက်ကနေပြီးတော့လမ်းမထုတ်တွေရှေ့ကနေတနက်နဲ့ပိတ်ဆို့ပြီးတော့ရိုက်နှက်တဲ့ဒဏ်တွေကိုသူတို့တင်းတင်းထန်ထန်ခံရတယ်။အဲ့မှာမှလေးကြနေတဲ့သူတွေအចောင်းသူတွေကိုသမင်ဆွဲပြီးရိုက်တာဒါအပြင်တချို့တွေကိုအင်းအကန်တွေကိုတစ်ဟိုကန်ချတာအင်းအကန်တွေမှာရေနစ်ပြီး ီးတက်ခဲ့တဲ့အဖြစ်အပျက်တွေရှိတယ်လို့တော့ကျွန်တော်တို့သိရတယ်ဒီမှတ်တမ်းတွေအရဆိုရင်ဒါအပြင်ပို့ဆိုးတာပါလဲဆိုဒီចောင်းသားတွေចောင်းသူတွေဝတ်စားတဲ့ဝတ်စားဆင်ရတာတဲ့เนาะဒီတချို့ဓာတ်မိုးကြီးပစ္စည်းတွေကိုလူယူတာတွေကိုလေဒီလုံထိန်နေတဲ့စစ်သားတွေကလှုပ်ဆောင်ခဲ့ကြတယ်လှုပ်ဆောင်ခဲ့ကြတဲ့အခါမှာကျွန်တော်တို့အចောင်းသားတွေတွေးចောင်းသားတည်သူတွေတွေးနေကြခဲ့ရပြီးတော့ဒီအင်းအကန်ဒီတွေးအောင်နဲ့လွှမ်းဝတဲ့အတွက်ပေါ့เนาะဒီလွှမ်းဝခဲ့တယ်အဲ့တော့အဲ့နေရာမှာရှိတဲ့ဒါတရားတူ တရားတူနေရအောင်လေဒါကျွန်တော်တို့ဒါဂုံယူပြီးဟိုဂုံတူပြီးရောဗောနော်ဒီမှာပေးဆက်ခဲ့ရတဲ့ចောင်းသားတွေတွေးတည်သူတွေတွေးကြောင်းဂုံတူပြီးရောကျွန်တော်ဒါတရားနီဆိုပြီးတော့တတ်မှတ်ခဲ့ရခြင်းဖြစ်ပါတယ်အဲဒီအဖြစ်အပျက်ကတော့ဒါဗမာဒီမှာចောင်းသားလှုပ်ရှားမှုဆေးရနာရှင်စန့်ကျင်ရင်တမိုင်းတလျှောက်မှာဒါမဆလာအစိုးရရေးစိုးစိုးဝါးဝါးရိုက်နှက်ပြီးရောဖြိုခွင်း တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဒီဖြစ်စဉ်တွေကိုကျွန်တော်အမှတ်ရနေဖို့လို့တွေပြန်ပြောနေဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်ကြီးကိုအဓိကစီမံကုတ်ကဲခဲ့တဲ့သူပေါ့နော်ဒါဗိုလ်ချုပ်စိန်လွင်လို့သိကြတယ်ကျွန်တော်တို့ဒါတာသက်သမားစိန်လွင်လို့လည်းသူ့ကိုခေါ်ကြတယ်ရှက်သရှိလူလူအရေးတော်ပုံကျွန်တော်ကတော့အဲ့တော့သုံးလေးနှစ်သားပဲရှိသေးတယ်ကျွန်တော်အကိုရီလူကြီးတွေပြန်ပြောကြတဲ့အခါမှာတဖြည်းနဲ့အမှတ်ရလာတဲ့ကြွေးကြော်တဲ့တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတော့စိန်လွင်6တန်းတစောက်ကန်းဆိုတာအဲ့စိန်လွင်6တန်းတစောက်ကန်းရဲ့ဒါစီမံအကွက်ချပြီးတော့တက်ထက်မှု ဖိနှိပ်မှုဖြုတ်ခွင်းမှုဖြစ်စဉ်ဖြစ်ပါတယ်။ဒီတိစိတ်နဲ့ပတ်သက်ရင်အဓိကတာဝန်ရှိတာတော့မဆလာအစိုးရတစ်ခုလုံးမှတာဝန်ရှိတာပါ။အဲဒါမဲ့အဓိကကျူးလွန်သူအနေနဲ့ကျွန်တော်တို့သတ်မှတ်ရမယ်ဆိုရင်ဒါအမိန့်ပေးစိတ်ခိုင်းသူဒီစိန်လွင်ဖြစ်တယ်လို့ကျွန်တော်တို့သိရတယ်။ဒီចောင်းသားတွေရဲ့သဒ္ဒါနေရေခင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မဆလာအစိုးရနောက်ပိုင်းမှာကျွန်တော်တို့စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုထပ်လုပ်ခဲ့ပါသေးတယ်။ဒါမဲ့ဒါကိုတည်သူတော့အတိပေးထန့်ကျူခဲ့ခြင်းမရှိဘူး။ဒါပေမဲ့ဒီဖြစ်စဉ်ကြီးမှာဒီရိုက်နှက်ခံရလို့ရေနှက်ခံရလို့သွေးနေကြခဲ့ရတဲ့သူတွေရှိသလို ဖန်းစည်းချုံအောင်ပြီးတော့အချုပ်ကားတွေပုံမှာအပြည့်အသိတင်ပြီးတော့အင်းစိန်ထောင်ကိုပို့တဲ့အချိန်မှာဒီအချုပ်ကားတွေပုံကနေပြီးတော့ဗောနော်ဒီအသက်ရှူကျက်ပြီးတော့တိတ်ဆုံးခဲ့ရတဲ့သူတွေလည်းရှိပါတယ်မဆလာအစိုးရရဲ့ထုတ်ဖို့ဝန်ခံချက်အရတော့ဒီအချုပ်ကားပုံမှာနော်ចောင်းသားတည်သူ41ဦးဒါအသက်ရှူကျက်ပြီးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့အကြောင်းပဲတို့တို့ထုတ်ဖို့ဝန်ခံခဲ့တယ်တက်ပြတ်မှုတွေအကြောင်းတော့ပြောဆိုခြင်းမရှိပါဘူး ဒီဖြစ်စဉ်သည်ကျွန်တော်38နှစ်ကြာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကိုဖုံးမော်အေးခင်းလို့ပဲတရားနီအေးခင်းသည်လည်းမကြာမီမှာပေါ်ပေါက်လာတော့မဲ့ရှစ်လေးလုံးလူလူအေးရုပ်ပုံကြီးအတွက်เนาะဒါသည်တမိုင်းချေရတယ်ဖြစ်ခဲ့ပါတယ်ဒီကနေတစ်ဆင့်တစ်ဆင့်ចောင်းသားတွေလှုပ်ရှားမှုတွေသည်เนาะဟိုတည်သူတွေနဲ့ចောင်းသားလှုပ်ရှားမှုတွေပို့ပြီးတော့အားဆိုင်ပြီးတော့ပေါင်းစည်းမိလာတဲ့အတူကျွန်တော်တို့နောက်ထပ်လေးလအကြာမှာတော့ ၅လအကြာမှာတော့ဒါ၈လေးလုံးလူလူအရေးတော်ပုံကြီးပေါ်ပေါက်ပြီးမဆာလာတပါတီအစိုးရကိုကျွန်တော်ထုတ်ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲကျွန်တော်ဒီသတင်းကြီးရေခင်းနဲ့ပတ်သက်ပြီးတော့ဒီဖြစ်စဉ်ကိုတင်ပြောတဲ့အခါမှာအဲရှေ့ကကျွန်တော်တို့ចောင်းသားနောင်တို့ကြီးတွေနောက်နောက်ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သူတွေကိုတွေ့ကြုံခဲ့ရတဲ့သူတွေရဲ့နော်ရေးသားချက်တွေပုံမှာကျွန်တော်ကိုကပြီးရမိနေပြောဆိုခြင်းဖြစ်ပါတယ်ဒါအပြင်အဲကျွန်တော်ဒါအရင်ဆုံးဗမာတီမှာရှိတော့ကလေဒီဟာမပါခဲ့တဲ့သူတွေကိုလူတွေ့မေးတန်းတာတဲ့အချက်တွေပုံမှာကျွန်တော်အခြေခံနာပါတယ်ဟုတ်ကဲ့ပါဒါကတော့သဒ္ဓါနီအရေးခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရော ကျွန်တော်တို့အနည်းနဲ့အမှတ်ရနိုင်ဖို့အတွက်တန်ပြောင်းပြုတ်ဆိုချက်ဖြစ်ပါတယ်။တရားနည်ရေးခင်းမှာကြာဆုံးသွားတဲ့ပြည်သူတွေ၊ចောင်းသားတွေနဲ့ပတ်သက်ပြီးတော့ယနေ့အထိတရားမျှတမှုရရှိခြင်းမရှိသေးပါဘူးခင်ဗျာ။